အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ America ကတော့ Iran ကိုပါဇက်ကမပြောတော့ဘဲဘုံတွေကျဲချပြီးစစ်ပွဲတွေကိုဝင်လာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်စုံကတော့ The Washington Post ကမနေ့ကဂျွန်လ27 2025မှာတင်ဆက်သွားတာကတော့ မရဒေါ်နယ်ထရမ့်ကတော့အီရန်အားနျူကလ িয়ার ထုတ်လုပ်မှုရပ်တန့်ပြီးတော့အစ္စရေးနဲ့စစ်ပွဲအတွက်ငြိမ်းချမ်းရေးစကားပြောရန်ကန့်လန့်ထားတာကိုအီရန်ကအချိန်ဆွဲနေတာကြောင့်မဆောင်တော့ပဲအမေရိကရဲ့ထိတ်တန့်ဘုံကျဲလေယာဉ်တွေကိုဆေလွတ်ပြီးအီရန်ရဲ့အဓိကမြေအောက်မှာရှိနေတဲ့နျူကလ িয়ার စက်ရုံ၃ရုံကိုဖျက်ဆီးပစ်လိုက်ပါပြီမနေ့စနေနေ့ကဂျွန်လ27 2025မှာ သမ္မတထရမ့်ကတော့ သူ့ဘေးမှာ American ဒုတိယသမ္မတ JD Vance နိုင်ငံသားရေးဝန်ကြီး Marco Rubio American ကာကွယ်ရေးဌာနဝန်ကြီး Pete Hexas တို့ဝန်းရံပြီးတော့ American ပြည်သူပြည်သားတွေကိုရောကမ္ဘာသူကမ္ဘာသားတွေအတွက်ပါအရေးကြီးတဲ့မိန့်ခွန်းကိုပြောသွားခဲ့ပါတယ်အဲ့ဒါကတော့ခုနကလေးတွင်ပဲ American စစ်တပ်ဟာကြီးမာပြီးတေချာတိကျတဲ့တိုက်ခိုက်မှုကိုအီရန်နိုင်ငံရဲ့ မြေအောက်မှာရှိနေတဲ့နျူကလ িয়ার ဆက်ရုံ၃ခုဖြစ်တဲ့ Fordo, Natanz, yeah, Isfahan တို့ကိုတိုက်ခိုက်ချေမှုန်းခဲ့ပါပြီ။အဲ့ဒီဆက်ရုံ၃ခုနာမည်တော့လူတော်တော်များများဟာနှစ်ပေါင်းတော်တော်ကြာကြာကြားမိပြီးသားဖြစ်မှာပါ။ကျွန်တော်တို့အမေရိကရဲ့အဓိကရည်ရွယ်ချက်ကတော့စစ်အာဏာရှင်အီရန်ရဲ့ကဘာသူကဘာသားတွေကိုချင်းချောက်ချောက်လှန့်နေတဲ့နျူကလ িয়ার ဆက်ရုံတွေကို အပြစ်အထအောင်မြင်စွာ carried out Massive precision strikes on the three key nuclear facilities in the Iranian regime, Fordo, Natanz, and Esfahan. Everybody heard those names for years as they built this horribly destructive enterprise. Our objective was the destruction of Iran's nuclear enrichment capacity and a stop to the nuclear threat posed by the world's number one state sponsor of terror. Tonight, I can report to the world that the strikes were a spectacular military success. Iran's key nuclear enrichment facilities have been completely and totally obliterated. သမရထရမ်ရဲ့ social media တွေမှာလည်း သူက American စစ်လေယာဉ်တွေဟာ Iran ရဲ့ Fordow မြို့မှာရှိတဲ့မြေအောက်နျူကလ িয়ার တန့်စင်ရေးစက်ရုံအပါအဝင် Iran ရဲ့နျူကလ িয়ার စက်ရုံစုစုပေါင်းသုံးခုစလုံးကိုအောင်မြင်စွာစစ်စစ်ဆက်ဆက်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း American ဘုံကျဲလေယာဉ်တွေဟာအဲ့ဒီနျူကလ িয়ার စက်ရုံတွေကိုဘုံကျဲခဲ့ပြီးအခုဆိုရင် အမိမြေကိုဘေးကင်းစွာနဲ့ပြန်လာနေပြီဖြစ်ကြောင်းပြီးတော့ Iran ကိုထပ်မံသတိပေးလိုက်တာကတော့ အမေရိကနဲ့ကမ္ဘာကိုချိန်ချောက်နေတာတွေရပ်တန့်ပြီးငြိမ်းချမ်းရေးဆက်လုပ်မလားဒါမှမဟုတ်ချိန်ချောက်နေတာတွေကိုဆက်လုပ်နေမယ်ဆိုရင်တော့ဗဇက်ကထပ်မပြောတော့ပဲအခုလိုဆက်လက်တိုက်ခိုက်လာတာတွေအတွက်ခံနိုင်ရရှိအောင်ပြင်ဆင်ထားရန်ပြောကြားလိုက်ပါတယ်မီဒီယာတွေကိုတမရထရမ့်ကဆက်ပြောခဲ့တာကတော့အီရန်ကို လိုအပ်လို့နောက်ထပ်တိုက်ခတ်ရမယ်ဆိုရင်ကြံရှိနေသေးတဲ့ပြစ်မှတ်တွေဟာလွန်စွာလွယ်ကူတဲ့ပြစ်မှတ်တွေဖြစ်ကြောင်းပြောသွားပါတယ် ဒမရာထရမ်ဟာဘယ်စစ်လေရင်အမျိုးအစားနဲ့သွားပြီးတော့ဘုံကျဲတဲ့ဆိုတာတော့မပြောခဲ့ပေမဲ့အမေရိကရဲ့စစ်ရေးလေလာသူတွေကတော့မစ်ဇူရီပြည်နယ်ကစစ်လေတဲ့စခန်းမှာ B2 အမိရတဲ့ဘုံကျဲလေရင်တွေဟာတောက်ကြနေညမှာပဲထွက်ခွဲကြပြီးတော့စနေမနက်မှာဘုံတွေကျဲချခဲ့ကြောင်းသတင်းတွေကိုပြောပါတယ်။မြေအောက်မှာမိုင်တဝက်လောက်မှာရှိနေတဲ့ဒီနျူကလ িয়ার ဆက်ယုံတွေကိုအပိသက်ခြေမုံနိုင်တဲ့ဘုံတွေဖြစ်ကြောင်းလည်းသိရပါတယ်။ အခုဗီဒီယိုမှာတွေ့ရတာကတော့ပြီးခဲ့တဲ့တပတ်မှလည်းတီဟီရန်မြို့တော်မှအီရန်နိုင်ငံသားတွေကိုမြို့တော်မှအမြန်ဆုံးစွန့်ခွာကြရန်တမရထရမ်ကသတိပေးခဲ့လို့အခုလူတွေစွန့်ခွာနေကြတာကိုတွေ့ရမှာပါပြီးတော့တမရထရမ်ကအီရန်ခေါင်းဆောင်အိုင်ယာတိုလာအာလီခါမေနီတဘောမှာတွေ့ရတဲ့အတိုင်းပဲသူ့ကိုရာဇသံပေးလိုက်တာကတော့ကဘာကို၆လန့်တာတွေမပြုတ်လို့ပဲအေးအေးဆေးဆေးကိုယ့်နိုင်ငံကို အုပ်ချုပ်ပြီးနေသွားရန်နဲ့ အဲ့ဒီလိုမှမဟုတ်ရင်တော့နောက်ထပ်တိုက်ခိုက်တာတွေခံရဖို့ရှိလာမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဂျာဆိုဝင်ထဲမှာတော့အမေရိကန်နဲ့အီရန်တို့ဟာလေဘနွန်၊ယေမန်နိုင်ငံတို့ရဲ့ဟော်မက်ရေလက်ကြားကိစ္စကြောင့်ယာစုနှစ်တဝက်နီးပါးခန့်စစ်ပွဲဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီစစ်မဲ့ဖြစ်ပွားခဲ့တဲ့1989ခုနှစ်ကစပြီးအခု2025ရဲ့စစ်ဟာဆိုရင်တော့ဒုတိယအကြိမ်အီရန်ရဲ့မြေပေါ်ကို အမေရိကကတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ အခုလိုအီရန်နဲ့အစ္စရေးစစ်ပွဲကြားမှာအမေရိကန်ဟာဝင်ရောက်လာပြီးအီရန်ကိုတိုက်ခိုက်မှုအပေါ်အီရန်ဘက်ကဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ကမ္ဘာကောင်ဆောင်တွေကမျက်စိကောနားကောစွန့်ပြီးစောင့်ကြည့်နေကြပါပြီ။အီရန်ဟာအစ္စရေးရဲ့တိုက်ခိုက်တာတွေခံနေရလို့အထိနာနေပေမဲ့အမေရိကန်စစ်သားတွေဖြန့်ကျက်ပြီးနေရာယူထားတဲ့ဘာရိန်း၊အီရတ်၊ကူဝိတ်၊ဆော်ဒီအာရေဗီးယားနဲ့ UAE နိုင်ငံတွေက တောင်းနဲ့ချီတဲ့အမေရိကန်စစ်တပ်တွေစစ်သားတွေကိုချေမှုန်းပြစ်မယ်လို့ ချိတ်ချောက်ခဲ့တာတွေရှိထားခဲ့ပါတယ်။အမေရိကရဲ့ကာကွယ်ရေးဝန်ကြီးပြောတာကတော့အရှိအလေပိုင်းမှာရှိတဲ့ American စစ်တပ်တွေဟာအခုဆိုရင်ခံစစ်အတွက်အစအစအရာရာပြင်ဆင်ထားလျက်အသင့်အနေထားမှာရှိနေကြောင်း Pentagon စစ်ဌာနချုပ်ကလည်းအရှိအလေပိုင်းမှာရှိတဲ့ American စစ်တပ်တွေစီကိုစစ်လက်နက်တွေစီဖြစ်ပေးတဲ့လေရင်တွေရေတပ်စစ်တီပေါင်း9000လောက်ပါဝင်ပြီး72စီးထက်မကတဲ့တိုက်လေရင်တွေတင်ဆောင်လာတဲ့စစ် တင်ဘောတွေဟာအရှိအလေပိုင်းအမေရိကန်စစ်စခန်းများစီကိုပို့ဆောင်ဆေလွတ်ထားပြီးဖြစ်ကြောင်းဗီယက်နမ်နဲ့အိန္ဒိယကမ်းခြေကမ်းရိုးတန်းတွေမှာရှိတဲ့တာဝေးပစ်ဒုံးကျည်တွေတက်ဆင်ထားတဲ့စစ်တင်ဘောတွေဟာလည်းအခုဆိုရင်အရှိအလေပိုင်းကအမေရိကန်စစ်တပ်တွေစီကိုဥတီလာနေပြီဖြစ်ကြောင်းကဘာကိုအသိပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်ရတဲ့သတင်းတွေရှိရင်လည်းထပ်မံတင်ဆက်ပေးသွားပါဦးမယ်။အဲဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နေတဲ့ခဲ့တဲ့ဆိုရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye